အားလုံးပဲဒီမှာပါရေဝရှမ်းလေးမှာပြန်လဲကြည့်ဆွလိုက်ပါတယ်ဒီနေ့ဂျွန်လာ9ရက်နေ့ဒီနေ့မှာတပြတ်တော့မယ့်အကြောင်းအရာတွေကသစ်သစ္စာချင်းကိုဒါစုံမိလိုက်တဲ့အကြောင်းကြီးအပါဝင်အထက်တန်းဆရာတအုပ်နဲ့ចောင်းဆောင်အဖမ်းခံလိုက်ရတဲ့အကြောင်းကိုတင်ပြပေးပါမယ်။ဘာကြောင့်ဖမ်းလာလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တင်ပြပေးမှာပါ။နောက်ထပ်ဒင်းခုမှာတော့အဲလိုဥပဒေပုံမှန်33နဲ့ မင်းအောင်လှိုင်တဲ့အကြံဖတ်အာနာရှင်အုပ်စုအေးအေးယူဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းတွေကိုကြားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးအထိဝင်းရံကြည့်ရှုကိုကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်။ဒီသစ္စာတချင်းကိုရောင်ပြီးတော့စုံမိလိုက်တဲ့ចောင်းអုပ်ကြီးနဲ့အထက်တန်းဆရာចောင်းဆောင်အပါဝင်၃ဦးလုံးကို အကြမ်းဖက်ဖက်စစ်ခွေးတက်ကဖမ်းလိုက်တယ်ဆိုတော့ အရှင်တပုတ်ဆိုတာ ਨੇ ကျွန်တော်တို့ပြည်သူတွေစီမအလောက်တောင်ပဲအပြစ်ရှိသွားတယ်ပေါ့ဟုတ်ပါတယ်သူတို့ဟာသူသစ္စာတချင်းကိုအတော်အင်မတန်ကြောက်တာပါဒါအခုဘလောက်တောင်ကြောက်လဲဆိုတာကလည်းကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဒါတော့လက်နက်မဲ့စန္ဒပြတဲ့အချိန်တည်းကကျွန်တော်တို့ရဲ့လေဘင်းတွေကွဲထွက်မတတ်ဆိုခဲ့တဲ့ဒီချင်းဒီချင်းကြားတာ ਨੇ ူတို့ဟာလည်းအော်တိုကြောက်နေတာဟုတ်ပြီစကိုင်းတိုင်းကမ်ပလူမြို့မှာသစ်သစ်ချင်းဆိုခဲ့တဲ့အကြောင်းအကြီးအပါဝင်၃ဦးကိုအကြမ်းဖက်စစ်ခွေးတက်ကဖမ်းဆီးလိုက်တယ်ဆိုတော့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်အကြောင်းကိုကျွန်တော်မပြောခင်မှာအဲ့ဒီသွေးသစ်စာချင်းကိုကျွန်တော်တို့လည်းဆိုခဲ့ဘူးတယ်ကျွန်တော်တို့ဆိုတဲ့အချိန်ဒါကျွန်တော်တို့ဆန္ဒပြတဲ့အချိန်မှာဆိုခဲ့တာကိုပြောတာမဟုတ်ဘူးကျွန်တော်မြင်ပါအခုလိုမျိုးဒီဘက် ဒါအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆိုခဲ့တာကျွန်တော်တို့ဆိုတဲ့အချိန်မှာဒီကောင်နေကျွန်တော်တို့ကိုမဖမ်းရဲဘူးအခုဒါကမ်ဘလူကเจ้าကြီးနဲ့အထက်တန်းเจ้าပြဆေးရသူတို့တွေညောင်ပြီးတော့ဆိုမိတာပေါ့ဗျာအိမ်ပြန်လမ်းမှာဖြစ်စဉ်ကတော့ KTV မှာတချင်းသွားဆိုပြီးတော့သူတို့လည်းအားမရလို့ထင်ပါတယ်လမ်းမှာ KTV မှာနိုင်ငံတောက်စားထားတော့ဒါ ဂျင်းတွေကထွက်လာတဲ့အချင်းတွေပေါ့ဗျာငကိုလေးကလည်းဘလော့တောင်ဆိုဂျင်နေလဲမှမသိတာဟုတ်ပြီအကြမ်းမူရင်တကူပေါ်တယ်ဆိုတဲ့ဇကားလေးကလည်းရှိပါတယ်ဒါဆိုရင်တော့သူတို့ဆိုတဲ့အချိန်မှာအဖမ်းခံလိုက်ရတယ်ကျွန်တော်တို့ဆိုတဲ့အချိန်မှာဖမ်းခံရအောင်ကျွန်တော်တို့ရဲဘော်တွေဆိုတဲ့အချိန်မှာဖမ်းခံရအောင်ကျွန်တော်တို့နေမဟုတ်ဘူးကျွန်တော်တို့ဒါရတပြည်သူတွေဒေသခံတွေပါအတူတူစူကြတာပါဒီပြစင်လေးကိုကျွန်တော်အရင်ဆုံးတင်ပြပေးပါမယ်အဲ့ဒါကတော့ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့နေပြည်မှာ ဒါကြွားဖျားပွဲလေးတစ်ခုကျင်းပကြပါတယ်ကျွန်တော်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေကာဝယ်တော့ကျွန်တော်တို့ဒါလူငယ်တွေတိုင်းမင်းဆွေးနွေးပြီးတော့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကပါကျွန်တော်တို့နဲ့တိုင်းမင်းဆွေးနွေးအေးတို့ရွာလေးမှာလုံမဲ့ပွဲလေးကိုဘာတွေစီစဉ်ကြမယ်ဘာတွေလုပ်ကြမယ်ဆိုတော့ကျွန်တော်ကိုလည်းဖိတ်ပါတယ်ကျွန်တော်စကန်ကိုဖိတ်တဲ့အတွက်ကျွန်တော်သွားပြီးတော့အဲ့ဒီအစည်းအဝေးမှာအဲတက်ရောက်ပါတယ်ပြီးတော့အခြားသောဒါတပ်ဖွဲ့ဝင်တွေလည်းလာရောက်ပြီးတော့ဆွေးနွေးကြပါတယ် ထုံးစံအတိုင်းပဲကျွန်တော်တို့တိုင်းရင်သားနေမြေမှာဒါကြေးရကြေးရဒါဓလိလေးဆိုရလေတော်တော်လေးကိုချစ်ဖို့ကောင်းပါတယ်ဗျာဆိုတော့အဲ့ဒီမှာကျွန်တော်တို့ sign တွေပါမယ်ပြီးတော့ stage show တွေပါမယ်အရန်ကိုပျော်ပျော်စရာကောင်းတာပေါ့နော်ကျွန်တော်တို့ဒါပွဲငတ်နေတယ်ကျွန်တော်တို့ရဲဘော်တွေအတွက်ကတော့တကယ်ကိုအာဒီသတင်းကြားလိုက်တာနဲ့အာကိုရှမ်းလေးဟုတ်လားကျွန်တော်တို့ဘယ်လိုမျိုးပါဝင်ရမှာအေးငါတို့လုံကြုံရေးဒါအနေနဲ့ပေါ့နော်တို့တွေသွားပြီးတော့ အပွဲကိုလာတဲ့သူတွေပြီးတော့အဲ့ဒီရဲရွာလုံခြုံရေးအတွက်သူတွေပူးပေါင်းပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေနဲ့ပဲငါတို့တာဝန်ထမ်းဆောင်ကြရမယ်ဆိုတော့အာကျွန်တော်သွားမယ်ကျွန်တော်လုံခြုံရေးယူမယ်အာကျွန်တော်ကိုစင်းထည့်ပြီးပါကျွန်တော်သွားပြီးကျွန်တော်သွားပြီးတော့လုံခြုံရေးယူပြရစီဆိုတော့ဒီလိုမျိုးအများကြီးပေါ့ဗျာဒါကျွန်တော်လူငယ်တွေပွဲငတ်နေတဲ့ဒါကာလကလည်းကြာပြီဟုတ်ဗျာဟုတ်ပြီကျွန်တော်တို့ကျေးရွာမှာလုပ်တဲ့ဒါဖျားပွဲလေးပေါ့ဗျာ ွဲအစီအစဉ်လေးစပါစတဲ့ချိန်မှာကျွန်တော်တို့ဒါရွာတလေးထုံးသန်းဆင်လာပဲပေါ့သူတို့ရဲ့ဒါဇက်ပွဲလေးတွေဝင်လာပါတယ်ဆိုတော့ဇက်ပွဲလေးတွေဝင်လာတဲ့ဒါအငိမ့်လေးတွေလည်းပါတယ်ပြီးတော့ခစ်တစ်ဒါတန်ဆုံတီဝိုင်းတွေလည်းပါပါတယ်တညမှာကျွန်တော်တို့ဒါရဲဘော်လူငယ်တွေ ਨੇ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကအဲ့ဒီဇက်တပင်ကိုကျွန်တော်တို့တချင်းတစ်ပုတ်တောင်းဆိုပါတယ် ဇက်ဘင်ရဲ့တော့ပွဲစီစဉ်တူပေါ့ဗျာအဲကျွန်တော်တို့သူ့ကိုကျွန်တော်တို့ဇက်စင်ဘေးနာမှာ ခေါ်ပြီးတော့စကားပြောတယ်ကျွန်တော်တို့ချင်းတစ်ပုတ်စုပေးပါအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီပွဲတစ်ခုလုံးနဲ့ဒီကြွေးရတစ်ခုလုံးကိုလုံမျိုးရင်းယူပေးထားတာပါကျွန်တော်တို့မှာယူနီဖောင်းအပြည့်စုံနဲ့ဖြစ်ပါတယ်အာလုံမျိုးရင်းယူရတဲ့ခါကျတော့လက်နက်ကလည်းပါပါတယ်ဆိုတော့ကျွန်တော်တို့နေမှုပဲနဲ့အခြားသောဒါတိုင်းသားတပ်ဖွဲ့ဝင်တွေလည်းထုံးလေးကောင်းပါပဲသက်ဆိုင်ရာဒါတပ်ဖွဲ့ဝင်တွေအကုန်လုံးကပူးပေါင်းပြီးတော့လုံခြုံရေးယူကြတာပါအ ဆိုတော့ကျွန်တော်တို့ကတော့လူငယ်ပီပီလူငယ်လိုပဲကျွန်တော်တို့ကပုံပွင့်လင်းလင်းအဲ့ဒီဒါပွဲစီစဉ်တဲ့သူပေါ့ဗျာဆက်သပင်ရဲ့အရေးကြီးတဲ့ပုံကိုပေါ့သူ့ကိုခေါ်ပြီးတော့တချင်းတစ်ပုတ်တောင်းပါတယ်အဲ့ဒီတချင်းကဘာတချင်းလဲဆိုတော့သွေးသစ္စာတချင်းကိုစူပေးဖို့ကျွန်တော်တို့တချင်းတောင်းတာပါသွေးသစ္စာချင်းစူပေးပါကျွန်တော်ရေပေါ်တွေကျွန်တော်တို့ရှိမှရှိတဲ့မဘိုးလေးတွေစုပြီးတော့ကျွန်တော်တို့စုချင်းပြင်းပါမယ် အဲ့ဒီမှာကျွန်တော်မှတ်မိသေးတယ်ကျွန်တော်ရဲ့ဒါကျွန်တော်တို့စကန်းကရဲဘော်စေးမူသူကလည်းအရန်ကိုအတက်တယောဒီတချင်းကိုကျွန်တော်တို့ဒါဒေသခံပြည်သူတွေနဲ့ကျွန်တော်တို့ရဲဘော်တွေနဲ့အတူတူဆိုချင်တာအတန်းဆုံးဒီဝိုင်းနေလဲပါမယ်ဆိုတော့တကယ့်ကိုခန်းခန်းနာနာလေးဖြစ်သွားတာပေါ့ဗျာအဲ့ဒီမှာပဲဒါဇက်စရာပေါ့ဗျာ အာသူကဒီတချင်းစိုးပေးပါမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုအကြောင်းပြန်လာတယ်ကျွန်တော်အရန်ကိုဝမ်းတာသွားတယ်ကျွန်တော်လူငယ်တွေပြီးတော့ကျွန်တော်တို့ဒါနီးစက်ရတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ information တွေပေးကြတာပေါ့နော်အာငါတို့သတိစာတချင်းတောင်းထားတယ်မကြခင်မှာသတိစာတချင်းစိုးပေးမယ်အဲ့ဒီဇက်တပင်မှာပါတယ်ဇက်အဖွဲ့ဝင်တွေအကုန်လုံးထွက်ဆိုပေးရမှာဆိုတော့သတိစာတချင်းစိုးဖို့အတွက် အဲ့ဒါကျွန်တော်တို့စင်မြင့်ပေါ်ကနေပြီးတော့တို့တွေကြီးညာလိုက်တယ်ကျွန်တော်တို့တောင်းဆိုမှုကြောင့်ပြီးချစ်တာတချင်းပြီးစုပေးမဲ့အချိန်ရောက်ပါပြီဆိုတော့ပြီးတော့အဲ့ဒီဇက်သပင်တဲမှာပါတဲ့အကုန်လုံးဟာတာလူရှင်တော်တွေရော ပြီးတော့ support ဆက်ရန်တွေဘာတွေညာတွေပေါ့ဗျအကုန်လုံးလူတွေထွက်လာပြီးတော့သူတစ္ဆာချင်းကိုတံပြိုင်ဆိုကြတာ အဲ့တော့ပုံမှန်အတိုင်းပြကျွန်တော်တို့ဒါကြေးရွာဒေတာတွေမှာဒါစတိတ်ပွဲတွေပါလုတ်တယ်ဇက်သပွင့်တွေပါလုတ်တဲ့ခါကြရင်ကြာအလောက်ထိလူအများကြီးစုစုပေါင်းပြီးတော့ဆိုတာမရှိဘူးဒါပေမဲ့အဲ့ဒီချင်းကိုအဲ့ဒီဒါဝက်စီစနဲ့သူကလည်းတကယ့်ကိုသူကိုသူတို့ကိုနိုင်ပေါ့နော်အစိတ်ရောကိုပါပူပေါင်းပြီးတော့ဒါပါဝင်ပြီးတော့ performance လုတ်တဲ့ပုံစံမျိုးသူတို့အကုန်လုံးထွက်ပြီးတော့ဆိုကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကလည်းပဲကခုံပြီးတော့အဲ့ဒီချင်းကိုတံပြိုင်ဆိုကြတယ် ျွန်တော်တို့ရဲ့အတန်ဟာအဲ့ဒီကြေးရွာတစ်ခုလုံးကိုဖုံးလန်းပြီးတော့နောက်ထပ်အခြားသောရွာတွေအထိပါကျွန်တော်တို့ရဲ့သွေးသစ္စာဆိုတဲ့ချင်းတန်ကဖိမ့်ထွက်သွားတယ်ကျွန်တော်အရန်ကိုဒါပျော်ရှင်ခဲ့ရတဲ့အခိုက်အတန့်တွေကျွန်တော်တို့တော်လန်သောနေမြေမှာအများကြီးရှိပါတယ်အခုချိန်ဒါသွေးသစ္စာချင်းဆိုလိုက်လို့ဖန်ခံရတဲ့ဒါကြောင့်ကိုကြည့်နေចောင်းစရာចောင်းဆောင်တရင်ကိုကြားတဲ့အတွက်ကျွန်တော်ကအဲ့ဒီအကြောင်းကိုပြန်ပြောင်းပြီးတော့တင်ပြနေခြင်းဖြစ်တယ် အဲ့ဒီပွဲမှာဒီချင်းအတွက်ဒါအရန်ကိုဒါပျော်ရွှင်သွားတယ်ပေါ့နော်ဒီချင်းစိုးလိုက်ရလို့အရန်ပျော်ရွှင်လိုက်ရတဲ့ရဲဘော်စေးမှုကတော့အခုသူမရှိတော့ပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့ဒါတိုက်ပွဲတွေအတွင်းမှာပဲရဲဘော်စေးမှုကျွန်တော်တို့ဖက်ဒရယ်နဲ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံအတွက်မြင့်မြတ်စွာတက်ပေးလူခဲ့ပါတယ်ဒီသတင်းပြောတဲ့အချိန်မှာလည်းသူ့ကိုကျွန်တော်အောင်မေတ္တရာတည့်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့သူဟာကျွန်တော်တို့အခုချိန်ထိ အာကျွန်တော်တို့ရဲ့အတွေးပွန်ရိပ်တွေပြီးတော့ကျွန်တော်တို့ရဲ့ဒါဖက်ဒရယ်သွားတဲ့ခရီးလမ်းမှာအသက်ရှင်နေသေးတယ်လို့ပဲဒါယုံကြည်ထားတာပါဟုတ်ပြီအဲ့ဒီလိုမျိုးကျွန်တော်တို့ကိုဒါသူတို့ဘက်ကလည်းပဲဒါဇက်စီယာတွေပေါ့ဗျာဇက်စီယာဘက်ကလည်းအခုလိုမျိုးဒါအင်းနဲ့အားနဲ့အကဲကိုလူတွေအကုန်လုံးထွက်ဆိုတဲ့အတွက်ကျွန်တော်တို့ကလည်းရဲဘော်တွေအကုန်လုံးကျွန်တော်တို့မိုးဘိုးလေးတွေစုတယ်ကျွန်တော်တို့မှရှိတဲ့ပစံလေးတွေစုလိုက်တယ်စုပြီးတော့အိုင်တော့ကမြန်မာငွေကျပ်၄သိန်းဒါသူတို့ကိုစုပြန်ပြီးတော့ချင်းမြင့်တယ်ဒါဟာ ကျွန်တော်တို့ယင်ဘက်ထဲမှာရှိနေပြီးသားတခြင်းကျွန်တော်တို့နိုင်ငံရဲ့အရန်ရေးကြီးတဲ့တခြင်းကျွန်တော်တို့အခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကိုမောင်နှမတွေအားလုံးလည်းရရှိနေပြီးသားအရန်ကိုစိုးခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေပြီးသားတခြင်းပြီးတော့ဒီတခြင်းအတန်ကြားလိုက်တာနဲ့ကျွန်တော်တို့အားလုံးဟာဒီတခြင်းနဲ့တန်ပြန်ဟစ်ကျွေးခံစားစီးမျောခဲ့ရတဲ့တခြင်းမျိုးဆိုတော့တော်လန်သောနေမြီမှာတော်လန်သောရဲဘော်တွေနဲ့ ကျွန်တော်တို့လွမြောက်နေမြေမှာရှိတယ်ကျွန်တော်တို့မိဘပြည်သူတွေနဲ့အဲ့ဒီမှာလာရောက်ပြီးတော့ဖြောပြေတင်ဆက်တဲ့ဒါဇက်တပွင့်အဖွဲတစ်ခုလုံးကအုံအုံကြက်ကြက်ဒါချွာလုံးကျွတ်နေပါအဲ့ဒီချင်းကိုတန်ပြိုင်တိဆူကြတာကျွန်တော်တို့ကဘယ်သူမှဖမ်းမဲ့သူမရှိဘူးဆိုတော့ဒါလေးကိုကျွန်တော်ကအရင်ဆုံးပြောချင်တာပါကျွန်တော်မိပါတယ်အဲ့ဒီကြေးရလေးကျွန်တော်အခုချိန်ထိလွမ်းနေသေးပါ တစ်ချိန်မှာဒီကြီးရွာလေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့အကျိုးပြုနိုင်ဖို့ကိုကျွန်တော်ရဲ့ဒါဂျင်းနဲ့နှလုံးသားထဲမှာဆွဲမြဲလျက်ပါအဲ့ဒီမှာရှိတဲ့မုတ်ဆိုင်လေးတွေကအစကျွန်တော်တို့ကိုပတ်စံကိုမလိုတာကျွန်တော်ရင်မိပါပတ်စံကိုမလိုတာဆိုတော့တစ်ခါတရံမှာကျွန်တော်သတင်းပြောတဲ့ဒီအချိန်တွေမှာပေါ့နော်အချို့သောမိဘပြည်သူတွေကကျွန်တော်ကိုလူရင်းပြောဖို့တွေတော့ဒါသူတို့တွေက comment လေးတွေမှာတွေ့ပါတယ်အာကိုရှမ်းလေးရေလူရင်းပြောပေးပါဆိုတော့ကျွန်တော်တို့ဒီရဲဘော်တွေပေါ့နော် ဖြတ်တန်းခဲ့တဲ့ခုလိုမျိုးဒါ အဲ့အတွေ့အကြုံလေးတွေပြီးတော့ကျွန်တော်တို့ဒါဖြစ်စဉ်လေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ရဲ့မိဘအနေနဲ့ကျွန်တော်ညီကိုမောင်မကိုသိစေချင်တာပါကျွန်တော်တို့ကနှစ်ပေါင်းများစွာဒါမိုင်းတိုက်ခံရတယ်ပြီးတော့သတင်းဖုံးခံခဲ့ရတယ်ဆိုတော့ဒီကျွန်တော်တို့27ရာစုမရောက်ခင်မှာတည်းကဒါတိုင်းသားတပ်ဖွဲ့ဝင်တွေဆိုရင် တကယ့်ကိုလူစိုးတွေလို့ပြီးတော့လူသက်ကောင်တွေလို့အဲ့ပြီးတော့သဘုံတွေလို့သူတို့တွေကကျွန်တော်တို့ကိုဒါသိစေခဲ့တာပါ ဆိုတော့ဒီအချိန်မှာကျွန်တော်တို့တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအတူတူပူးပေါင်းလှုပ်ဆောင်တဲ့ဒီကာလမျိုးတော်လှန်ရေးစတင်ပြီးတော့အတူတူဒါတိုက်ပွဲတွေဝင်အတူတူလေ့ကျင့်ခဲ့တဲ့အချိန်မှာတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့အကြောင်းပြီးတော့တိုင်းရင်းသားမိဘပြည်သူတွေရဲ့အခက်အခဲသူတို့ရဲ့ရိုးသားပွင့်လင်းမှုတွေကျွန်တော်တို့သိခဲ့ရတဲ့အတွက်အခုလိုမျိုးအကျွန်တော်သင်ဆက်နေကြကျွန်တော်ရဲ့ဒါသတင်းတွေမှာကြားဖြတ်ထည့်သွင်းပြောဆိုနေခြင်းဖြစ်ပါတယ် ဒါဆက်ပြီးတော့ပြောရမယ်ဆိုရင်အဲ့ဒီမှာရှိတဲ့မုတ်ဆိုင်လေးတွေကကျွန်တော်တို့မှပတ်စံရှိခြင်းမရှိခြင်းကိုသူတို့တွေစိတ်ဝင်စားအောင်ကျွန်တော်တို့မှဂုံပကတနာတွေရှိခြင်းမရှိခြင်းကိုသူတို့လှဲ့တော်မကြည့်ဘူးသူတို့ကျွန်တော်တို့ဘလို့ခံစားပြီးလဲဆိုတော့သူတို့မိဘတွေနဲ့ခွဲခွာပြီးတော့သူတို့မသိတဲ့ငါတို့ရွာလေးကိုလာတဲ့ဒီကလေးတွေကိုငါတို့ဆောက်ရှောက်ကြမယ်ငါတို့ကျွေးမွေးကြမယ် မုတ်သွားဝဲတာထမင်းမှကျွေးတာကျွန်တော်အခုအဲ့ဒီအကြောင်းပြောနေတဲ့အချိန်မှာသူတို့မိသားစုကိုကျွန်တော်မျိုးလုံးထဲမှာပြန်ပြီးတော့မြင်ပါတယ်မုံမိသားစုပါသူတို့ကိုကျွန်တော်တို့ကဒါမုံလေးပေါ့နော်အဲ့လိုခေါ်ကြပါတယ်ဆိုတော့အဲ့ဒီဆိုင်မှာကျွန်တော်ရဲဘော်တွေတော်တော်များများဒါမုတ်ပဲသေးတာတွေဝဲကြပါတယ်လိုအပ်တဲ့ရိတ်ခါလေးလေးလည်းဝဲကြပါတယ်အဲ့ဒီဆိုင်ကလည်း ကျွန်တော်တို့ရဲဘော်တွေအတွက်အမြင်တဲ့မော်ဗျာကျွန်တော်တို့ဒီဆိုင်မှာမရှိတဲ့ပစ္စည်းတွေတော့မှသူတို့ကိုအာမှားထားတယ်ဆိုရင်ကျွန်တော်တီးတန့်ကျွန်တော်တို့ထပ်ပြီးတော့သူတို့တွေဝယ်ပြီးကြပါတယ်ဆိုတီးတန့်ထပ်ပြီးတော့ဝယ်ပြီးတဲ့နေရာမှာလည်းပဲဆိုတော့သူအာကျွန်တော်သူတို့ဂျူလာပေးရလို့ဝယ်လာပေးရလို့ဟလာကားကစီဘိုးအပို့ဆောင်ကဒယ်လီကြီးပေါ့ဗျာဒယ်လီကပေးရတယ်ဆိုတာမရှိပါဘူးမုတ်သားဝယ်တာကျွန်တော်ရဲ့မိဘတွေရယ်သမင်းမှကြွေးတာ ထမင်းကျွေးတဲ့ဆိုတာကတကယ့်ကိုထမင်းနဲ့ဟင်းနဲ့ special နဲ့ပြီးတော့ရေပါခတ်ပြီးတော့တိုက်ပေးတာပကံတော်ပေးမစီဘူးအဲ့လိုမျိုးဒါကြောင့်ကျွန်တော်တို့လူငယ်တွေဟာတိုင်းရင်းသားမိသားစုဝင်တွေနဲ့ကျွန်တော်တို့လုံးဝကိုမသိတဲ့နေမြေအစိမ်းမှာကျွန်တော်တို့မမြင်ဘူးတဲ့နေမြေအစ်စ်မှာကျွန်တော်တို့နားမလဲတဲ့ဘာသာစကားတွေနဲ့ကျွန်တော်တို့ထိတွေ့ဆက်ဆံရပေမဲ့ကျွန်တော်တို့ရဲဘော်တွေဟာ ကျွန်တော်တို့တိုင်းရင်းသားမိသားစုဝင်တွေနဲ့အချိန်တိုအတွင်းမှာပဲတွေးချင်းตาချင်းညီအကိုအရင်မိသားစုဝင်လို့ဖြစ်သွားတာကျွန်တော်တို့ရဲ့အမြင်နဲ့စကားပြောပြတယ်ဒါကြီးရတဲ့ကကျွန်တော်အမိဖတွေဆိုကျွန်တော်အရန်ချစ်ကြတယ်တို့လည်းမေးတယ်ကျွန်တော်တို့ကကျွန်တော်မိဖတွေမလွမ်းဘူးလားနင်တို့ရဲ့ဆွေမျိုးတွေကမလွမ်းဘူးလားဆိုတော့ဘာမှအမငင်နဲ့ပါတော့ ကြိုက်တဲ့အချိန်မျိုးတတော်လားကြိုက်တဲ့အချိန်မှာတတ်စားမမိသေးတဲ့ကျွန်တော်အဲ့ဒီကြေးရွာကိုစရောက်တဲ့အချိန်မှာကျွန်တော်ကိုငခုခေါင်းနဲ့ထမင်းချက်ကြွေတာကျွန်တော်ညဖက်ကြီးကျွန်တော်ဆက်လီနဲ့ယောက်သွားတာအဲ့ဒီအိမ်ကလည်းပဲကျွန်တော်တို့ဒါပေါ်တော့အဆက်လီရက်ပြီးတိတ်မကြောက်ကန်လေးနဲ့တက်တာနဲ့အဲ့ဒီအိမ်ယောက်သွားတယ်ကျွန်တော်ငခုခေါင်းနဲ့ကြွေတာဟာကောင်းလိုက်တာဗျာလူကလည်းပင်ပန်းနေတယ်ခီးပန်းနေတာပါဗျာခီးပန်းလိုက်လေချင်းငခုခေါင်းဟင်းလေးနဲ့စားလိုက်တာ တကယ်မိမရှိဘူးเนาะကျွန်တော်မိပါဒါမဲ့ကျွန်တော်တို့သူတို့ချီရပေးတယ်ပေါ့เนาะဒါမေတ္တာတွေပြီးတော့သူတို့ချီရရလိုက်တဲ့ကျွန်တော်တို့ view site မှုတွေဟာဒီဒေါ်လာရေးအဆုံးထိရှောက်လန်းဈေးခဲ့တဲ့အားတွေလည်းဖြစ်ပါတယ်အခုလို့ကျွန်တော်ရဲ့ video ကိုကျင်းနေကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့ချစ်ချင်းမေတ္တာတွေဝိညာဉ်ကူညီမှုတွေကြောင့်ကျွန်တော်တို့ဟာတော်လိုင်းအစမှတည်ခဏအချိန်ထိ မတိမ်မယိုင်ရှေ့သို့လျှောက်နေရှင်တဲ့တိုက်ပွဲဝင်နေတာပါဒါဆိုရင်တော့ကျွန်တော်တို့လုံမြောက်နေမြေမှာကျွန်တော်တို့ဒါတိုင်းသာကျေးရွာတွေမှာကျွန်တော်တက်ဖွဲ့ဝင်လူငယ်တွေအုံအုံကြွကြွသူသစ္စာတချင်းကိုစူပေးမယ်ကျွန်တော်တို့ဖမ်းမယ်သူမရှိဘူးကျောင်းနဲ့အတူတူလိုက်ဆိုတဲ့လူအုပ်ကြီးတာပုံများလာတယ်။ဒါပင်မဲ့အကြမ်းမဖက်စစ်ခွေးအောက်မှာအုတ်ချုပ်ခံနေရတဲ့သူတွေအနေနဲ့ရောင်ပြီးတော့ KTP ကအပြန့် တစ်သက်ချာတချင်းလေးစုံမှုလိုက်တာကြောင့်ဖန်စီခံလိုက်ရတဲ့ကမ်ရူက အထက်တအထက်တန်းចောင်းអုပ်ကြီးနဲ့အထက်တန်းចောင်းဆရာပြီးတော့ចောင်းဆောင်၃ဦးဒါဆိုတော့ကျွန်တော်မိဘတွေအလုံးစီမှာ အဖြစ်ရှိပြီလားလွတ်လပ်ပွင့်လင်းမှု Federal Democracy ဆိုတော့ Federal ကျွန်တော်တိုင်းသားညီကိုမောင်နှမတွေ ဆိုတော့ကျွန်တော်တိုင်းသားညီကိုမောင်မားစီတွေးစီရောက်သွားတဲ့အချိန်မှာကျွန်တော်တို့သေသစာတစ်ချင်းကိုတန်ပြိုင်အော်ဟစ်အတူတူဆိုခွင့်ရတယ်မင်းအွန်လိုင်းနဲ့အာနာရှူအကျန်းဖက်ကောင်တွေအောက်မှာရှိနေတဲ့သူတွေအနေနဲ့ကတော့ပချင်းတပုတ်လုံးကိုတော့အစအဆုံးစိုးမှုပြောနေအရှိကောရက်ပိုက်လေးပဲစိုးကြည့်ချက်ချင်းဖန်စီခံပြီးတော့ပါနာော် အရိုက်ခံရမှာကန့်ဆိုးရင်မိမိအသက်တောင်မှပေးရနိုင်ပါတယ်အဲ့ဒီမှာဖန်စီခံလိုက်ရတဲ့ကမ်ဘရူအာထကတဲ့ចောင်းអូសៀជីឧមោធွန်ថាតန်းပြសៀឧសូទិនចောင်းសော့ဒါឧញွန့်វិញនោះဖြစ်ပြီးတော့သူတို့ကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်ငါးခါဝင်းနဲ့ဖန်စီတရားဆွဲထားတယ်လို့ကျွန်လာကမ်ဘလူကျွန်တော်တို့ဒါတက်ကြွလှုပ်ရှားအဖွဲ့တွေကနေပြီးတော့ တင်းထုတ်ပြန်တည်ပြုထားပါတယ်အရကတိစာတင်ကြောင်း grace ထွဲចောင်းသားចောင်းသူတွေစောင်းပွဲဖြစ်နေတာကြောင့်တစေဒေတာခံတွေဟာចောင်းអុកជីဥမိုးထွန်းနဲ့ဇနီးနဲ့အတူចောင်းဝင်းတွဲမှာဝန်ထမ်းတွေနဲ့အတူတူနေထိုင်နေတယ်လို့သိရပါတယ်ဒီလက်ရှိပေါ်တော့ပမာတချင်းဆိုပြီးတဲ့အချိန်ကာလအတွင်းကာလတွေမှာလက်ချောင်းကိုကြည့်နေပါဝင်သူတွေကိုဝန်ခံလက်မှတ်ပဲထိုးခိုင်းလိုက်တယ်လို့ကျွန်တော်တို့ကနေဦးကြားသိထားရတာဖြစ်တယ်။နောက်ပိုင်းကြမှာ ကျောင်းဝင်းထဲမှာလာရောက်ဖန်စီခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့ထပ်ပြီးတော့ကြားသိရတာဖြစ်ပါတယ်။ Twitter တို့တော့တိတ်တော့ပြောစရာမရှိပါဘူး။ကျွန်တော်ကတော့ကျွန်တော်မိဘတွေကိုပေးခြင်းနဲ့ message ကကျွန်တော်တို့လွမြောက်တော်နေမြေမှာကျွန်တော်တို့တိုင်းရင်းသားမိသားစုဝင်တွေနဲ့ကျွန်တော်တို့တော်လန်တော်ညီကိုမောင်မတွေရဲဘော်ရဲဘက်တွေသွေးသစ္စာတချင်းကိုဘလို့မျိုးတီဆိုပြီးတော့ဒါ အောင်ပွဲခံကြလဲဆိုတဲ့ပုံစံနဲ့လာကမ်ရူမှာ KDB ကအပြန်ရောင်ပြီးတော့တချင်းစုမိလိုက်တဲ့ပြောချင်တာကအဲ့ဒီတချင်းကိုရောင်ပြီးတော့နှုတ်ကထွက်မိသွားတဲ့ကျောင်းဆရာကြီးနဲ့အပေါင်းအပါ၃ဦးရဲ့အဖြစ်ကိုကျွန်တော်ကနှိုင်းရှင် တင်ပြခဲ့ခြင်းဟာကျွန်တော်နိုင်ငံဘလို့အခြေအနေမျိုးမှာဘလို့မျိုးကျွန်တော်တို့လွတ်ပွင့်လင်းမြင်သာလွတ်လပ်မှုတွေ ပြီးတော့မိမိတို့ရဲ့လူအခွင့်အရေးဆိုတာတွေဟာဘလောက်ထိဒါအရေးပါလဲဆိုတော့ခုချိန်မှာဒါဖိနစ်ခံရတဲ့သူတွေအတွက်လည်းအလွန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ဘာကြောင့်သွေးသစ္စာတစ်ချင်းလေးဆူလိုက်တာနဲ့သူတို့တွေတွေးပြက်သွားကြတာလဲ။ဒါလေးကိုကျွန်တော်မိပါတွေအားလုံးစီမှာလည်းအဖြေရှိပါပါ။တိတာထင်ရှားတဲ့အဖြေကိုကျွန်တော်အမိနဲ့ရွတ်ပြပေးပါမယ်။ အဲ့ဒါကတော့ကြောက်ဖြူကျွန်တော်တို့ယူသိမ်းတိုက်ပွဲအတွင်းထဲမှာကျွန်မဖက်စစ်ခွေးတက်ကတေဆုံးခဲ့ရတဲ့အရာရှိစရင်ကိုအမိနေတကွာတင်ပြပေးပါမယ်သူတို့ကရင်နာနေတာလေဗျာဟုတ်ပြီသူဒီစာချင်းနဲ့စခဲ့တဲ့ဒါဒီတော်လန်ကြီးရဲ့ဒါခန်းကဏ္ဍတွေလည်းအများကြီးကိုကျွန်တော်တို့ဒါလက်နက်မဲ့ဒါဆနပြပွဲတွေမှာတွေ့ရမှာဖြစ်တယ် ဆိုတော့လက်နက်မြဆန္ဒပြပွဲတွေမှာစတင်ပြီးတော့လက်နက်နဲ့တော်လှန်ခဲ့တဲ့ပွဲတွေမှာတရရဲကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေပြီးတော့လက်နက်ရှိရင်ဒါအလုံးကိုအမိန့်ပေးနိုင်တယ်ဆိုတဲ့သူတွေ စစ်တပ်ဟာတနပ်ပြင်းမိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ကောင်တွေဟာကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်ရှင်နဲ့စစ်မျက်နှာပြင်မှာ ခွေးတေဝတ်တေတည်နေကြတာမို့သူတို့ဟာဒီချင်းလေးအတန်ကြတာနဲ့တယ်ကဘာပြတ်မတက်ခြောက်ချားနေကြတဲ့စိတ်ဆလူသက်သမားအဖွဲ့ဖြစ်နေတာကိုဗျဒါကြောင့်လည်းပဲသူတို့ရဲ့အမိစင်းကိုကျွန်တော်တင်ပြမှာကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့သိမ်းတိုက်ပွဲမှာတေဆုံးခဲ့တဲ့ကောင်တွေရဲ့စင်းမှာဘုံမူစိုးသူ ဝမှုအောင်ကိုညိဝမှုဇာနီငိမ့်ချံခဇော်ရဲရှိန်ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်းဗိုလ်မှူးကြီးဝေဖြိုးကျော်ဗိုလ်ကြီးမိုးကျော်ကျော်ရှိန်ဗိုလ်ကြီးစိုးအောင်လင်းထွန်းဗိုလ်ကြီးရဲဝင်းအောင်ဗိုလ်ကြီးမင်းခန့်ဗိုလ်ကြီးရွှေသွေးဟိမင်းထက်နေလင်းထိုက်ဗိုလ်မှူးမင်းသူ့ ဘုမူကြီးနေလင်းအောင်ဘူကြီးနေလင်းကျော်ဘူကြီးအောင်မျိုးဝင်းဘူကြီးအောင်ခင်စော်ဘူကြီးအောင်ကျော်ညံဘူကြီးကျော်ကျော်လင်းဘူကြီးကျော်မျိုးထက်ဘူကြီးကျော်စွာဟိန်ဘူကြီးတပ်ဝေစင်ဘူကြီးထွန်ဖိုးဘူကြီးထက်ဝေအောင်ဘူကြီးရဲကိုဦးဘူကြီးစော်မင်းဦးတကခခ စုံဝေဂျန်တိုင်းဟိဟိမင်းအောင်ကြော်ဝေရန်ထွန်းဒါကတိုက်ပွဲအတွင်းမှာကျွန်တော်တို့ဒါတက်သေးအမိနဲ့တကွအသေးဖန်စီရမိထားတဲ့အသေးရထားတဲ့အကြမ်းမဖက်စစ်ခွေးစစ်ခွေးတည်တံ့ဖြစ်ပါတယ်အဲ့တဲမှာရဲခွေးမပါသေးဘူးเนาะကျွန်တော်မြင်ပါဒါကတရားဝင်ထုတ်ပြန်ကြင်ညာလို့ရတဲ့အမိစရင်ဒါဖြစ်ပါတယ်ဆိုတော့ ထဲထဲမှာပါတဲ့လူကနင်းနေမှာဆိုလို့ကျွန်တော်ယူမိပါတယ်အချို့ကတော့အမြင်မဲ့ခွေးတေဝတ်တေကေသူမရှိဆေသူမရှိမြုပ်သူမရှိ အခြေအနေများပြပါဒါကြောင့်လည်းပဲသူတို့ဟာပိသစ္စာတချင်းအတန်ကြားတာနဲ့ကျွန်တော်ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေဆိုတဲ့အတန်ကြားတာနဲ့ကဘာပြက်မတက်ယူခါနေရတဲ့ကောင်တွေဖြစ်နေတာပါဒီကနေ့မှာကျွန်တော်တို့ပြည်သူတွေအားလုံးအတွက်အောင်ပွဲသတင်းကလည်း ရှိနေပါတယ်အဲ့ဒါကတော့ ILO ပုံမှန်33နဲ့အကြမ်းဖက်စစ်ပြီးအာနာယူကောင်တွေကိုအေးအေးယူဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းမှဒါကလည်းကျွန်တော်ပြည်သူလူထုတရက်လုံးရဲ့ဆန္ဒနဲ့တစ်ထက်တည်းဖြစ်ပေါ်လာပါအဲ့ဒီမှာမဲခွဲစရာမလူပြဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုကြတိထားရပါတယ်ရည်ယူတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးစတိုက်လာပါမယ်ဥရောပသမဂ္ဂအပါအဝင်တစ်ပါးလုံးရဲ့တန်ခတ်ပိတ်ဆို့မှုတွေဖြစ်လာမှာပါအဲ့ဒီညီလာခံမှာ အဲ့ဒီအစည်းအဝေးမှာရုရှားကိုယ်စားလှယ်ကဒါကံကောဆန္ဒပြဖို့ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကြားသိထားရပါတယ်ကျွန်တော်တို့ကိုယ်စားလှယ်ဖြစ်တဲ့ဥမောင်မောင်မင်းကိုပြောကြားနေတဲ့အချိန်မှာမြို့သားညီညွတ်ရဲ့အစိုးရ NUG ဒစိမ့်နဲ့ညီလာခံမှာမိကုံးပြောလို့ဒါရှူးရှူးရှက်ရှက်ထားလို့သေးတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ် ဒါကိုပထမကတော့ရုရှားနဲ့ဘလာရုကကန်ကော့မယ်လို့ဒါလုတ်ထားပေမဲ့နောက်ဆုံးမှာမဲခွဲဆုံးဖြတ်စရာတော့မလိုဘဲနဲ့ကျွန်တော်တို့ပြည်သူလူတွေရဲ့စန္ဒနဲ့ထတ်တူကြစွာအကြံဖတ်အုတ်စုအာနာရှူအုတ်စုကို IL လို့ပုံမှ33နဲ့မဲခွဲမဲ့သူမရှိ အနံ့ရရှိပြီးတော့အေးရှူနိုင်လိုက်ခြင်းဖြစ်ပါတယ်မဲခွဲစရာတော့မလိုဘဲနဲ့အေးယူဆုံးဖြတ်လိုက်နိုင်တယ်ဆိုတော့ဘလောက်တောင်ပြက်ပြက်တာတာအနိုင်ရသွားလဲဆိုတာကိုကျွန်တော်ဒီကနေ့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းပဲရုရှားနဲ့ဘလာရုဒါမင်းအွန်လိုင်းသွားခဲ့တဲ့နိုင်ငံကျွန်တော်မြင်ပါတယ်မှတ်မိအောင်မထင်ပါတယ်ဒီနိုင်ငံနှစ်ခုကဒါကန့်ကွက်ဆန္ဒပြဖို့သူတို့ကတောင်းငင်းဆန်ဖို့သူတို့ကစူးစမ်းခဲ့ပါသေးတယ် နိုင်ငံလေးနှစ်နိုင်ငံပဲဆိုတော့လေသူတို့လည်းအဆင်မပြေတော့အမိပြန်ကုတ်သွားတယ်ထင်ပါတယ်ဟုတ်ပြီဒီလိုဖြစ်စဉ်တွေကကျွန်တော်မိဘပြည်သူတွေရဲ့ဒါအောင်ပွဲတစ်ခုပါဆိုတော့ဒါကကျွန်တော်တို့နိုင်ငံရေးစစ်ရေးပြီးတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့ကျွန်တော်တိုင်းရင်းသားတစ်ဖွဲ့ဝင်နေအားလုံးပူးပေါင်းထားတဲ့ယနေ့ခေတ်ခေတ်တည်းတော်လန်ရေးရဲ့အောင်ပွဲသတင်းတွေပဲဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာ ကျွန်တော်ရင်မိပါတယ်အာရနဲ့တိတ်မယ်လို့မျောလိုက်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုကျွန်တော်ဒီထက်မကပိုကောင်းအောင်စူးစမ်းပေးနေပါတယ်ဒီအပိုင်းမှာကျွန်တော်အနေငယ်ဒါအလုတ်ရှုပ်ထွေးမှုလေးတူအကြောင်းဒါတင်ပြမှုအားနည်းချက်တွေရှိတယ်ကျွန်တော်မိပါတအုပ်ချင်းစီတွေကိုတောင်းပန်ပါတယ်နောက်လာတဲ့ဗီဒီယိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပါမယ်လနဘေးစပေးကပေးကြောင်းနေကြောင်းနိုင်ငံတွင်းမှာရှိတယ်မိဘတအူးချင်းစံဘေးရနေကင်းရှင်းပါတဲ့ကြောင်းလေးလေးနဲ့စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှင်းလေးပါ